ီလေးအားတိစောက်နိုင်လို့စီလုံးရေးကောင်းဖို့လို့ကုမင်း online မှာအဲ့ဒီအရေးချင်းမရှိဘူးသူ့လက်ထက်မှာရှိနေတဲ့ပြည်လေးအားပါတက်စီတော့တက်စီတော့တဲ့ခါကျတော့သူ့အနေနဲ့တခုပဲရှိတယ်ဒီပပဲအားကိုဒီပအားကိုအဓိကအားကိုနေရတဲ့အပပါအကဲဒီလူတော်နိုင်ရေးမပေါ်လို့အာနာမသိတဲ့လူလူတော်နိုင်ရေးမပေါ်ခဲ့ကျွန်တော်တို့ဒီသွားတော့ကန်ကန်ကောင်ပြီဒီနိုင်ငံရေးမှာဒီစက်တက်ကောင်မရှုပ်နေတာတော်တော်နဲ့ပြီးတော့တော့ဆက်ပါနေမှာ ဟယ်လိုချားရမီဘာပီတူညိုကိုမော်မာများအလုံးမိုင်းမင်္ဂလာပါ news pitch channel ကနေပြန်မကြိုးဆိုလိုက်ပါရတယ်2025ခုနှစ်ဇွန်လ29ရက် super sunday မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ပိုင်းမှာကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့ talent တင်းသူတင်းကောင်းများစွာရှိတဲ့ပဲတဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့သာဆုံးကြည့်ရှုပေးကြဖို့အားလုံးပေးခေါ်လိုက်ပါရတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာဆိုတော့ဦးဖျားဖျား talent ရေးရေးပေါ်ဒီကနေပြန်မရုပ်ဆောင်လာပေးတဲ့ talent အောင်ပွဲတွေဖြင့် bomb mic ကိုအခြေကောလမဲ့တန်တွေလည်းကြည့်ရှုရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲ talent တင်းသူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတင်းသူပို့အနေနဲ့ကတော့ ချင်းပြည်နယ်တိတိမ်မြို့နယ်မော်ပီကျွော်မှာတဆွဲထားတဲ့စစ်တပ်ကာကင်စခန်းသုံးခုကိုတက်ခတ်တိုက်ပိုက်ခဲ့ပြီးတော့မှအဲ့ဒီတိုက်ပွဲမှာစစ်သား15ဦးထက်မနည်းတေဆုံးပြီးလက်နက်ခဲများစွာတင်ဆက်ရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာကတိတိမ်မြို့နယ်တန်ရဲရွာနဲ့ခိုင်ကမ်ကျမ်းမှာပါအဲ့ဒါက စစ်တပ်ကင်းချထားတဲ့စခန်းပေါ့စခန်းသုံးခုလောက်အချင်းတမတော်ကတင်လိုက်တယ်စစ်ခွေး15ကောင်ကျော်တည်တယ်အရှင်ဖမ်းမိတာလည်းရှိတယ်တိကျတော့မသိရဘူးလက်နဲ့ခရမ်းတွေလည်းတင်မိတယ်အကုန်လုံးမောင်းထုတ်လိုက်ပြီးအချင်းတမတော်ကထိုးစစ်လို့တာစစ်ခွေးတွေနောက်ဆုံးနောက်ဆုံးနဲ့အခုခိုင်ကမ်းမြော်ထိရောက်သွားပြီလို့တတင်းရထားတဲ့စပရမချင်းစီရဲ့တတင်းမျိုးကရင်ပြမပြောဆိုထားဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုချင်း National Army CNA ကဥဆောင်ပြမ PDF ဇိုလန်နဲ့ CNDF တပ်ဖွဲ့တွေလည်းပူးပေါင်းပုံတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲတွေတွင်ချင်းတော်လိုက်တပ်ဖွဲ့ဝင်၃ဦးမြင့်မြတ်စွာတက်ပြီးလို့သွားခဲ့တယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ကြာဆုံးသွားတဲ့ ျွန်တော်တို့ရဲဘော်တွေတက်ပါနော်ဂွေယူလေးစားချောင်းပြောလို့တာပြမကျတို့ဟုတ်ဆိုရင်ချင်းပြည်နယ်မှာစွန့်လက်စကောင်စီတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေကိုကျွန်တော်တို့တွေနဲ့ဒီနေ့မကုန်ခင်မှာပဲအစွမ်းကုန်စ조사ပြတော့မှတင်ပိုက်ရရှိနိုင်ဖို့အခုဆိုရင်တော်လန်ရဲဘော်တွေကလည်းပြမစတင်ထိုးစစ်ဆင်တက်ခတ်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ် ။နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ရာဝတီတိုင်းညောင်တုံးမြို့မှာစစ်ကောင်စီခံပြည်သူဆဲဖွဲ့ဝင်ချင်းချင်းအုပ်စုဖွဲ့ဓာတ်ထုံးမှုတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အရင်ကတည်းကရန်ညိုးရန်စားရှိခဲ့ကြတဲ့အစင်းစစ်မဲ့အကြောင်းပြပြီးတော့မှအုပ်စုလိုက်ဝန်ရိုက်ကြတာစကေဘာတို့ဓာတ်တို့နဲ့ထိုးခိုးကြတာမျက်နှာလဲဓာတ်နဲ့အခိုးခံရတယ်။အခုလက်ရှိမှာမတည်တာသေးဘူးဆိုပြီးတော့မှညောင်တုံးမြို့အမှတ်6ရပ်ကွန်မှာနေထိုင်သူတူကလည်းပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ဓာတ်နဲ့ထိုးခံရတဲ့ပြည်သူဆဲဖွဲ့ဝင်ကိုအောင်လွင်ဟာဆိုတော့ဒဏ်ရာတွေပြင်းထန်ပြီးတော့မှတတိမရဘူးဆိုပြီးတော့မှကျွန်တော်တို့တည်တာဖြစ်ပြီးတော့မှအခုချိန်မှာဆိုတော့မိုးပင်ခဲဆေးရုံကနေပြီးတော့မှ ရန်ကုန်မြို့စေယုံကြီးကိုလွှဲပြောင်းထားရတယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ဒါတော့ဗောနာကျွန်တော်တို့ဒီညောင်သုံးမြို့မှာဆိုတော့စစ်ကောင်စီနဲ့ဖြူစော်ထရေးအဖွဲ့ဝင်တွေချင်းချင်းပင်ပြတော့မှာ ဒီလိုမျိုးလက်နဲ့တွေနဲ့အခုကိုပြန်ပြီးစော်နေကြတဲ့ပွဲတွေလည်းကျွန်တော်တို့ကြားနေရတယ်ဘလို့ဒီကောင်တွေကဆုံးတော့တက်ပြစ်ပြီးတော့မှပီတိုရီဆီကနေပြီးတော့မှခွေထားတယ်ပေါ့နော်သူတို့ရဲ့ဝက်တွေတက်ပြန်ပြီးတော့မှကျွန်တော်တို့အနေနဲ့အခုလိုမျိုးသတင်းတွေကိုထပ်ပြီးတော့မှကြားနေရတယ်ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲစစ်ကောင်စီရတွေဆိုတော့ကျွန်တော်တို့ပီတိုရီကနေပြီးတော့မှဘာမှကိုလို့လို့ဆံမလို့ပဲနဲ့သူတို့ချင်းချင်းပဲပြီးတော့မှတက်ပြတ်မှုတွေစတင်ပြီးတော့မှဖြစ်ပွားနေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့သိရှိနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မရပထမဆုံးအနေနဲ့ကြက်မှာကတော့ဆီယလူမြကျောင်းနဲ့ပြီးတော့မှနေပြည်တော်မှာမေစုကိုဖမ်းဆီးချုံနှောင်ထားတဲ့နေရာနဲ့ခုဆိုမြောက်လိုင်းတို့အုပ်စုရဲ့ပေါ့နော်ရုပ်မရဲစမှုတွေကြောင်းသူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ဆီယလူမြကျောင်းဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်တို့စာချစ်လိုက်ရအောင်နော်နေပြည်တော်ကျောင်းတော်ရဲ့14မိုင်ကွာမှာရှိတဲ့စစ်စီအတူအဝက်ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့ဖမ်းဆီးထိမ့်သိမ်းရတယ်လို့သိရတယ်တော်ဆဲစုချီမှာနှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာခံစားနေရတယ်လို့လည်းအကြံဉာဏ်သိရတယ် နောက်ကွာတော်တွမ်းနာအသက်ကြီးတော့တွားနေမကောင်းတာတော့တွားနေနေတာကိုဖြစ်တာနဲ့ပတ်သက်ပြီးတော့လေဘာစီကူတာဘူးမမပေးဘဲနဲ့အနုနည်းနဲ့စစ်တာတောင်ဆန်းစုကြည်ကိုနှိမ့်ဆက်နေတယ်။ပေါင်နဲ့နှိမ့်ဆက်တာပေါ့ဗျာ။ဥပဒေရနှိမ့်ဆက်တာဗျာ။အဲ့တော့အကြမ်းဖက်မှုဖိနှိပ်မှုရက်ဆက်မှုဆိုတာအမျိုးမျိုးရှိတယ်။တရားလက်လို့လက်လို့စပယ်နှိမ့်ဆက်အကြမ်းဖက်မှုတွေရှိတယ်။တရားဥပဒေပေါင်နဲ့ကစနစ်တကျတည်ဆောက်ပြီးနှိမ့်ဆက်တာရှိတယ်။စနစ်ရဲ့အကြမ်းဖက်ခြင်းတွေရှိအများကြီးပဲအများကြီးပဲပြောရင် ။ဘယ်မှာကြောက်ပြောရင်ဒါတွေပြောရင်ဒါတွေပြောရင်အရှိတော့မှာဆို။အကြပ်ဖတ်ခြင်းကအမျိုးမျိုးရှိတယ်။ရုပ်မာခြင်း၊မယိုင်းခြင်း၊နှိမ့်ဆက်ခြင်း၊ဖိနှိပ်ခြင်းတွေကနီလန်းပေါင်းစုံနဲ့ရှိနေတယ်။တလိုင်းထဲမှာလည်းရှိတယ်၊တလိုင်းအပြင်မှာလည်းရှိတယ်။နေ့စဉ်လိုင်းကားစီးနေတာလည်းထဲမှာလည်းရှိတယ်၊တိုက်စီမောင်းနေလည်းရှိတယ်။ဥမာတိုက်စီသမားတွေဆိုရင်မော်တော်ဘီကဖမ်းနေဒါဟာဖိနှိပ်ခြင်းတစ်မျိုးပါပဲ။음။နောက်ဆုံးမရကြအောင်ဖမ်းပြီးပတ်ဆံတောင်းနေ။ဒါစနေနေ့ကပြင်းနေတဲ့ပုံစံတွေစာပေနေနဲ့ဆီယာမကအတန်းကကလေးတယောက်ကို သူမိဘနဲ့မတွေ့ရတော့လည်းကောင်းဒီကလေးကိုတစ်ခုခုကြောက်အဲ့ဒီကလေးလေးတာတင်တဲ့ကလေးလေးအားလုံးတွေကမှဒီကလေးကိုညှိုးပြီးတော့စာအမြဲတမ်းမေးတယ်အမြဲတမ်းမျက်စိတောက်တောက်ရှိပြီးအပြစ်ရှာတယ်စနစ်ထဲကပုံတွေကနေပြီးတော့စိတ်ကိုရောလူကိုရောရုပ်ကိုရောဖိနှိပ်တဲ့နီလန်းပေါင်းစုံအများကြီးရှိတယ်အဲ့ဒီမှာတောင်ခန်းစုတီဟာထွက်ပေါ်လာတဲ့သတင်းတွေအရတော့ဤကဲ့သို့နီလန်းပေါင်းစုံကိုရင်ဆိုင်အတုခံစားနေရတယ်မတရားမှုကိုလည်းတိတိကျကျနဲ့စစ်တပ်ရဲ့လက်နက်ကင်တပ်တွေရဲ့ဖမ်းဆုပ်ထားမှု ခံပြင်းနေပြီမဲ့လေအသက်80အမေဦးကငြိမ်ခံပြီးတော့ငြိမ်ခံရောလည်းဘာလုပ်နိုင်ပါလဲအပြင်မှာရောက်နေတဲ့မေစုကိုချစ်တဲ့သူတွေကနေပြီးတော့အချုပ်ထုံတွေကိုရိုက်ချိုးတင်တယ်မလားနော်အဲ့တော့ဒီအမေဦးဝိတွေးကြည့်ပါလေဗျာဒီတိုင်းပြည်အတွက်အဖေဖြစ်သူကလည်းလွတ်လပ်ရေးရအောင်ယူပြီးလို့ဆိုပြီးတော့လုံချံခံရတာမျိုးမာရီမာနာတွေတိုင်းတောက် စေတနာတရားဟုတော့အတိမံပြုလို့မရဘူး။ဒေါက်တာဆုကြည်သူကတော့အင်္ဂလန်မှာအမေရိကန်မှာပညာတတ်လူလန်းသားတရားအနေနဲ့ကောင်းကောင်းရှင်သန်လို့ရတဲ့အနေအထားမှာဗမာပြည်ကိုလာပြီးတော့တိုင်းပြည်ကိုပြောင်းလဲဖို့ကောင်းဖို့ဆောင်ရွက်တဲ့အခါမှာအခုဆိုရင်ဒေါက်တာဆုကြည်အခြေချုပ်နေရတဲ့နှစ်ကလေးနှစ်30ကျော်သွားပြီ။ထောင်ထဲမှာနေရနှစ်30ဒါတော့ဆီလူမျိုးကြောင်နဲ့ပြတော့မှာပါနော်ကျွန်တော်တို့ အမေဆိုတာဆိုတော့တက်ရှစ်ဆယ်ရောက်တဲ့ချိန်မှာတော့မစစ်ကောင်စီနေနဲ့မတရားဖိနှိပ်နှိမ့်ဆက်မှုတွေနဲ့သူသူ့ကိုအချင်းချထားတယ်ဆိုတဲ့ကြောင့်ပြောဆိုထားတာပဲဖြစ်ပါတယ်။သူရတင်းရဲထားတဲ့ပေါ့နော်စစ်ဝါကူတောက်မှုတွေတော့မစစ်ကောင်စီနေလုံးဝမပေးဘဲနဲ့သူတို့ဒီရန်တန်းရှောက်ထုတ်ထားတဲ့ဥပဒေပေါ်သူနဲ့ပြတော့မအမေဆိုကိုနှိမ့်ဆက်နေတယ်ဆိုတာကျွန်တော်တို့ပြေတော့မှာကြားသိနေရပဲဖြစ်ပါတယ်။အခုဆိုရင်အမေဆိုတာဆိုတော့တောင်းတဲ့နှလုံးဆိုင်ရာဒီကြမ်းမိုက်ချုပ်တဲ့မှုတွေရင်ဆိုင်နေရတာဖြစ်မှာစစ်ကောင်စီကတော့ နာရီကိုလွတ်လွတ်ရှူထားပြတော့မှာပေါ့နော်သူကိုမေမေရဲရဲဆေးဝါးတမ်းမှုတွေလှုပ်ဆောင်ပေးဖို့ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ဖွဲ့စည်းတတော်များများကတော့ပြောဆိုလာကြတာပဲဖြစ်ပါတယ်ဆိုတော့မျောလေတို့အစုအဆွေရဲ့ဆရာစုမှုပေါင်းပြင်ကြားတဲ့ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးပြည်သူတွေချဲ့ရတဲ့အကောင်းဆောင်တွေကိုပါသူတို့ကနေပြီးတော့မှထပ်ပြီးဥပဒေပေါ်ကနေပြီးတော့မှနှိစက်နေတယ်ဆိုတဲ့အကြောင်းတွေပါကျွန်တော်တို့ကြားသိနေရတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့နိုင်ငံရေးစီရေးဝေဖန်လည်လာသုံးသက်သူပြတဲ့ဦးတန်းစိုးနိုင်ကလည်းပြီးတော့မှရှောင်မြောက်မှာရှိတဲ့တင်လေထင်းချုပ်ထားတဲ့နေမျိုးတွေကိုစစ်ကောင်စီကနေပြီးတော့မှပြန်လည်ရရှိဖို့စ조사နေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတဲ့အားလည်းကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လဲရအောင်နော်အခုကတေဦးအာကိုနဲ့နော်သူကစစ်ကောင်စီကနေပြီးတော့ PNL ရဲ့မြို့နယ်၅ခုကိုပြန်တောင်းနေတဲ့အခြေအနေပေါ့ဗျအဲ့ဒါအတွက်သူကဒီငြိမ်းချမ်းရေးစစ်ရဆိုင်ရယူထားတယ်ဆိုရယ်လရီအတွင်းမှာ နေ့စဉ်ဘုံကျဲတိုက်ခိုက်နေတဲ့အနေထားမှာเนาะဟိုကလည်းဟိုငញ្ញမ်းရေးလူလားသူကြီးဖြစ်เนาะအဲ့ဒါလေးကိုခုခံစေးလောက်လုံနေယူနေကတော့เนาะစားသွားမှာဝါသွားမှာပဲအခုကနောင်ချိုးကိုစစ်ကြောင်း၃ကြောင်းနဲ့ထိုးနေတာဗျเนาะအဲ့တော့အဲ့ဒီကိစ္စမှာတော့ပြန်ပြီးတုတ်ပြန်တိုက်ခိုက်ဖို့ကျွန်တော်တို့တိုက်တွန်းခဲ့တာအဲအခု DNL ရာလဲအဲပြီးခဲ့တဲ့တရနေ့အတွင်းကတော့เนาะသူတို့ရဲ့ဒဏ်ပြန်တိုက်ခိုက်မှုစတင်ပြီလို့တော့သူတို့ကကြေညာသွားတာပေါ့ဗျာ ဲ့တော့ဂျင်းတွေကတော့စောင့်ကြည့်နေမှာကြားမှာပဲအဲ့တော့အဲ့ဒီလူကြီးเนี่ยမတုံ့ပြန်လို့ရှင်တရုတ်ကဂျားဝင်မှုကနေပြီးတော့ခုနကလို့ကျွန်တော်တို့နောင်ချိုးကြောင်မဲတီဘောစတဲ့နေရာတွေကလည်းစစ်ကောင်စီကိုပေးရမယ်ကျွန်တော်တို့နေရာတွေဖြစ်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာကအခုကလာရှိုးပြီးလို့ရှင်ကျွန်တော်တို့မူဆဲမန္တလေးကုန်စီတောလာကြီးလမ်းကြောင်းမှာကျွန်တော်တို့ချောမွေဖို့ဆိုလို့ရှင်အဲ့ဒီနေရာတွေပေးရမှာ။အဲ့တော့ တေယုတ်ကလည်းဖျားပေးမှာနောက်ပြင်တေယုတ်ကဖျားပေးမှာပြင်တေယုတ်ကလည်းအခုစစ်ကောင်စီဆက်လက်ရပ်တည်ရေးသူအာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်အခုစစ်ကောင်စီဥက္ကဋ္ဌကနေပြီးတော့ကျွန်တော်တို့တွန်းဆော်နေတယ်မြို့ပြတွေကိုသိမ်းနေတွေမသိမ်းနိုင်ရင်နော်ရွေးကောက်ပွဲကျင်းပနိုင်အောင်လုပ်မယ်ဆိုတဲ့အစီအစဉ်အားလည်းရှိနေတော့စစ်ကောင်စီဘက်ကတော့အခုကအားတက်စရာလေးဖြစ်နေတာပေါ့ဗျအဲ့ဒီချိန်မှာကိုယ့်ရဲ့တွန်းပြန်တိုက်ခိုက်နိုင်စွမ်းနဲ့ကျွန်တော်တို့ဒီ ။ဒီအရာတွေကိုကျွန်တော်တို့တောင်ခန်းကိုတိုက်ခိုက်ပြီးတစ်ချိန်တည်းမှာပြင်ဦးလွင်ကိုချင်းချောက်တဲ့အလုပ်တွေမန္တလေးကျွန်တော်တို့မန္တလေးမှာရှိနေတဲ့အဲကျွန်တော်တို့ရှမ်းမန်းစစ်စင်ကြီးနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့စစ်ကောင်စီကိုမချင်းချောက်နိုင်လို့ရှိရင်တော့ကျွန်တော်တို့ဒီတရုတ်ရဲ့အလို့ကြနော်နေမြေတွေပေးရတဲ့လုပ်ငန်းတွေကတော့ဆက်ပြီးဖြစ်လာတော့မှာနိုင်တဲ့အခြေအနေရှိပါတယ် ဒီမောက်တန်းဆိုးနဲ့ပြောထားသလိုပဲကျွန်တော်တို့ခုစံတော်စစ်ကောင်စီအရဆိုရင်တရုတ်ပြည်အားနဲ့တူတင်ရလေထင်းချုပ်ထားတဲ့မြို့နယ်၅မြို့တွေကိုတောင်းဆိုထားတာဖြစ်ပေမယ့်အနောက်ချုပ်မြို့ကိုရရှိနေဖို့စစ်ကြောင်းများစွာနဲ့သူအခုဆိုရင်သူတို့အနေနဲ့စတင်ထိုးစစ်ဆင်တက်ခိုင်းနေတာပဲဖြစ်ပါတယ်။တင်ရလေဘက်ကနေပြီးတော့မှစစ်တပ်အမြင့်ဆုံးရောက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုကျွန်တော်တို့အနေနဲ့ပေါ့နော်အားလုံးပူးပေါင်းပြီးတော့မှတိုက်ထုတ်ဖို့လွှမ်းနေတာဖြစ်ပေမယ့်ကျွန်တော်တို့အနေနဲ့ဒီပြုံးလွန်စားတဲ့နေရာဒေသတွေကိုစတင်ထိုးစစ်ဆင်တက်ခိုင်းမယ်ဆိုတော့စစ်ကောင်စီရဲ့ ီလိုမျိုးစိတ်ဓာတ်မြင်မမှုတွေဟာဆိုတော့ကျွန်တော်တို့အနေနဲ့တခါတည်းရဲ့ချိုးနိုင်မှာပဲဖြစ်ပါတယ်။ယူကော့ပွဲကိုအကြောင်းပြပြီးတော့မှကျွန်တော်တို့ပြည်သူတွေကြားထဲမှာသူခက်တက်ရှုမှုပေါင်းစုံလို့ဆောင်နေကြတဲ့မြို့နိုင်တို့အုပ်စုနဲ့ကြားထဲစစ်ကောင်စီဘုံမှလော်ပီရေးယူကိုက်တဲ့တိုက်လူကနေပြီးတော့မှခုဆိုရင်နောင်ချွမျိုးကိုသူတို့အနေနဲ့မကြခင်မှာရရှိတော့မယ်ဆိုတဲ့ပုံစံမျိုးတွေတိအားချောင်းပြောဆောင်နေကြတာမလို့တင်းနယ်လေးဘက်ကနေပြီးတော့မှဘယ်လိုမျိုးတိတိယောက်ကင်တယ်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ချက်မှာပဲဖြစ်ပါတယ်။ ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘုံမပြောင်းကြရနေပြီတော့မှသဘောတဲ့နွားမြောက်နိုင်တဲ့သူတို့မိသားစုအကြောင်းဘယ်လိုမျိုးစုမပြောဆိုထားမလဲဆိုတာကျွန်တော်တက်ချက်တော့ကြည့်လိုက်ရအောင်နော်။ဦးမင်းအောင်လာရသူသားသမီးတွေကြတော့စီးပွားရေးတွေအကုန်လုံးလုတ်နော်။စီးပွားရေးစီးပွားရေးစီးပွားရေးဆိုတာပဲသူသိတယ်နော်။ပြောပြီနော်။ဘယ်မှမတော်ဘူးသူနိုင်ငံရေးလောကမှာတော်တာသူပဲရှိတယ်။သူမိသားစုကရက်တည်တယ်ကြတော့တော်တော်တော်တာ။အဲ့ဒီဝဲလောက်ကဖမ်းဖမ်းဖမ်းအဲ့ဝဲလောက်ကဖမ်းမှာပေါ့။သူသားနဲ့သူသားရဲ့စီးပွားရေးကလုံးမမလုတ်တာနော်။ဟွန်း။အဲ့ဒါကလည်းတမျိုး။ဘောကဘာလို့နေနေခွဲပေးရကြောက်လို့လာတယ်မလန်ရဲလို့လာတယ်။ အာဝါကိုတော့ပြင်နေပြောကြောက်လို့မနိုင်လို့ပေါ့လေရှမ်းပြည်တခုတော့ကိုဝေါ့ဝေါ့နော်ဒီရှမ်းနေပေါ့အရှိလေအကုန်လုံးစီးလုံးသွားလို့ရှိရင်နော်တမုံနေပေါ့နော်တမုံနေအကုန်လုံးပတ်တိုက်နေရဆိုတယောက်နဲ့ပြီးလို့ရှိရင်တယောက်နဲ့ဟိုငင်းငယ်နေလောက်ထားတာပေါ့အဲ့လိုလေးတွေပါဘာကြောင့်အကုန်လုံးတိုက်တာတခုစီတော့ပဲစီတိုက်တာပေါ့အောင်လေနော်အဲ့တော့ဝေါ့ကိုတိုက်ဖို့ဆိုလို့ရှိရင်အခုပြည်တွင်တို့ပြည်တွင်အားမရှိဘူးနော်အဓိကကတက်မလို့တခုတည်းပြည်တွင်အားအင်ဟာအများကြီးကြီးတယ်တက်မလို့ကအခုလောတဲ့ပြည်တွင်အားမတည်ဆောက်နိုင်ဘူး ီရအားတိဆောက်နိုင်မှုဆိုစီလုံးရေးကောင်းမှုလို့လေဦးမင်းအွန်လိုင်းမှာအဲ့ဒီအခြေချင်းမရှိဘူးသူ့လက်ထက်မှာရှိနေတဲ့ပြည်တွင်းအားပေါင်းပြက်စီးသွားတယ်ပြက်စီးသွားတဲ့အခါကျတော့သူ့အနေနဲ့တခုပဲရှိတယ်ပြပပဲအားကိုပြပအားကိုအဓိကအားကိုနေရတဲ့အပပါနော်အဲ့ဒါကြောင့်ပြည်တွင်းအားသူ့ကိုအားပေးနေတဲ့အမျိုးသားရေးအုပ်စုတဲ့လမ်းထွက်သွားပြီသူ့ကိုတော့အားမျိုးသားရေးအုပ်စုသူ့ကိုအားပေးရဆိုတော့ယူမပေါင်းကြီးဖြစ်ပါလိမ့်မယ်နော်မျိုးသားရေးအုပ်စုကသူ့ကြည့်နေရတော့အဲ့သူ့ရဲ့ပြောင်းရမှုတွေကြောက်ပေါ့ဗျာနော်နီပိန်းတွေသွားချော့နေတာနော်အဲ့ဒီအဲ့ဒီအဲ့ဒီဒေါ်လာကြီးပါဆိုတော့အုပ်စုတွေသွားချော့နေတာ ဟိုကထွက်လာတယ်ထွက်လာပြီးထောင်ထဲရောက်တယ်6လဆိုရင်ဒီဘိန်းဆိုပြန်လွတ်တယ်မြို့သားအုပ်စုထုံထဲထဲသလုံးထားပါရပြီးပေါ့ဒီအဲ့ပုံစံမျိုးတွေပေါ့နော်လောင်နေပြီနော်ချော့တာကသူ့ရန်သူကိုသူအသေးချော့တယ်အဲသူ့အချင်းချင်းဆိုရင်သူကအသေးနှိပ်ကွက်တယ်ဥနေဝင်းနဲ့သူနဲ့မတူတာအဲ့ဒါပဲဥသားရှင်နဲ့သူနဲ့မတူတာအဲ့ဒါပဲဥသားရှင်ကကိုယ့်အချင်းချင်းကိုယ့်အားအိမ်ကိုအသေးထိဆောက်တယ်တိုက်ခံဆိုအသေးနှိပ်ကွက်တယ်အတူကြတယ်မို့အတိုက်ခံဆိုလို့ရှိရင်ဒူးထောက်ပြီးတော့ပေါင်းတာနော်ဒူးထောက်တော့ဒူးထောက်ပြီးတော့ခေါ်လာအဲကိုယ့်အချင်းချင်းဆိုနှစ်ဖူးဆိုနှစ်ဖူးဒူးဆိုဒူးတက်အောင်တက်အောင်ပြည့်တဲ့ပုံကအဲပုံက ကြည့်တယ်သူ့လက်ထက်မှာဘယ်လောက်စစ်သားစစ်သားတွေရာရှိတွေဗိုလ်ချုပ်တွေချုပ်ရရောက်ပါမလဲအဲ့တော့သူ့ရဲ့အခြေချင်းကသူ့အားအင်ကို तू မစုစည်းတတ်ဘူးအဲ့တော့သူ့ရဲ့အားနဲ့ချက်ပဲသူ့အားအင်ကို तू မရှာတတ်ဘူး तू ကဘယ်လိုခေါ်မလဲဆိုတော့တနည်းအားဖြင့်ဆိုလို့ရှိရင်ပေါ့ဗျာနော်ဟိုဘက် channel ကမျက်ကမှာပိုချူပါတယ်ဆိုတော့နော်ပိုအဲ့လိုပုံစံမျိုးပြောင်းကြတော့တဲ့ကိုပြောလိုက်တာနော်အခုဆိုရင်သူတို့ မိသားစုတပည့်စီပွားရေးချီပြီးတော့မှကျတော့တိုင်းပြည်နယ်လူမျိုး channel တွေကြတဲ့မျောလင်တို့မိသားစုတို့အတွက်ပြီးတော့မှစုမတတိပြပြောကြလိုက်တာပြီးတော့မှဟုတ်ဆိုရင်မျောလင်တို့ကိုထောက်ခံပါတယ်ဆိုတော့အရင်ကအော်နေကြတဲ့မဘာသာအုပ်စုတွေနဲ့ဘိုးမယူကက်လေးတွေကမျောလင်ရဲ့အရေးချုံသိရှိပြီးတော့မှ အခုဆိုရင် usual ဆစ်ဆုပ်လာကြပြီဆိုတော့အတိပြောဆိုလာကြတာပဲဖြစ်ပါတယ်ဆိုတော့မြောက်လိုက်ရဆိုရင်သူရဲ့အရေးချင်းမရှိတဲ့ပေါ့နော်တစ်တီတာတကားတွေကိုကျွန်တော်တို့အခုဆိုရင်ပြီးသူတွေတာမကဘောမတွေကနေပြန်မသိရှိလာကြတာမလို့နားတော့သူရဲ့ဒီပထမအုပ်ဆုံးဆစ်ရှုံးတော့မဲ့အရေးရောင်နေကျွန်တော်တို့ထပ်ပြီးတော့မှတွေ့ရှိနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့တိုင်တန်းနေကန်တဖို့ပေါ့လေပြီးသူတွေနဲ့သူစီလုံးညွှန်းဆောင်တဲ့တပေါင်းစုကြီးတစ်ခုတိဆောက်ပြီးတော့မှမြောက်လိုက်တို့ကိုတခါတည်းဖြုတ်ချနိုင်မယ်ဆိုတော့အဲ့ဒီချိန်ကြတော့မှပေါ့နော်ကျွန်တော်တို့အနေနဲ့ဖစ်ဆာနာရှင်စနစ်ကို ရှင်းမုံပြတော့မှပြည်သူတွေမျိုးလင့်တောင်းတနေတဲ့ Federal Democracy ဆိုတာကတော့တေချာပေါ့ရရှိလာတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ပူးတမကနေပြတော့မှမြန်မာနိုင်ငံမှာထဲမှာရှိတယ်ဗနော်ဖွဲ့စည်းပုံဥပဒေတွေနဲ့အုပ်ချုပ်ရေးအနေတွေကြောင့်ဘယ်လိုမျိုးအားချောင်ပြောဆိုထားအောင်မလဲဆိုတာစပီရမချိလဲရအောင်နော် Popular Sovereignty လို့ခေါ်တဲ့ဒီနေ့အဖြစ်ပေါ့နော်အဲလူထုကရွေးချယ်တဲ့စနေလက်ရှိအများစုပြောနေတယ်လူထုကရွေးချယ်တာမှန်တယ်သို့တော့လူအုပ်နဲ့ရွေးချယ်ခြင်းမဟုတ်ဘူးဒါကိုအဓိကသဘောပေါက်ဖို့လုပ်ပါတယ်အဲဆိုတော့ကကျွန်တော်တို့ကပြည်သူတွေရဲ့ငြိမ်ငြိမ်သွေးရှိတဲ့လောက်တာမိမိတို့နဲ့ထိုက်တန်တဲ့စနစ်နဲ့မိမိတို့ထိုက်တန်တဲ့အစိုးရတရားကိုရမှာဖြစ်တယ် ဒီဟာကိုသဘောပေါက်ပုံပေါ်တယ်အဲအဲကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်လည်းပဲဟိုနိုင်ငံရဲ့အုပ်ချုပ်ပုံမှာစနစ်တွေအများကြီးရှိတယ်အဲချို့ချို့ပြည်အောင်စနစ်နဲ့သွားတယ်တပြည်တော်စနစ်နဲ့သွားကြတာရှိတယ်ပြည်အောင်စနစ်ဆို Union Unity United အဲမျိုးပေါင်းအစိုးရတွေပေါ့မျိုးပေါင်းစနစ် Federation Confederation စနစ်စသည်ဖြင့်ကမ္ဘာမှာအဲအစိုးရတွေရဲ့ဖွဲ့စည်းပုံတွေအများကြီးရှိတယ်ကျွန်တော်တို့နိုင်ငံဆိုလို့ရှိရင်ဒါပြည်အောင်စနစ်ပေါ့နော်အဲပြည်အောင်ဓမ္မမြန်မာနိုင်ငံတော့ Union ဆော့မြန်မာ they we back လေ Union ဆော့မြန်မာပြည်အောင်တနာမြန်မာနိုင်ငံလို့ပြည်အောင်ဆိုဖြစ်တဲ့အားလျော်စားပဲကျွန်တော်တို့နိုင်ငံမှာများစွာသောလူမျိုးများများစွာသောလူမျိုးမျိုးတွေများစွာသောရင်ကျင်းမှုတွေများစွာသောလူမျိုးစုတွေများစွာသောကိုယ်ပွဲယုံကြည်မှုတွေများစွာသောဘာသာစကားတွေများစွာသောအယူအဆတွေများစွာသောပညာဓာတ်တွေရှိတဲ့အတွက်ဒီအရာတွေနဲ့အခက်ညီဆုံးဖြစ်နိုင်မယ်အစ်စ်လျော်ဆုံးဖြစ်နိုင်မယ်စနစ်တစ်ခုကိုရွေးချယ်ပြီးတော့အစိုးရကိုတိစောက်ပြီးတော့ခေတ်ဆက်ဆက်ခေါင်းဆောင်နေအောင်အုပ်ချုပ်ကြခြင်းဖြစ်တယ်နော် ီညမှာလူတွေကတချို့ကစနစ်ကအတိတ်ကကြားတယ်တချို့ကလူကအတိတ်ကကြားတယ်တချို့ကမူကအတိတ်ကကြားတယ်လို့ပြောတယ်ဒီမူတစ်ခုကောင်းကြီးမကောင်းကြီးဆိုတာကနော်ကြစ်လက်ခံပါရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိမရှိဆိုတာအများကြီးမူတည်တယ်ကျွန်တော်နိုင်ငံမှာဆိုရင်1940ခုနှစ်အခြေခံဥပဒေရှိရယ်၄၀ခုနှစ်အခြေခံဥပဒေအရ94အခြေခံဥပဒေအခုလက်ရှိအခြေခံဥပဒေဆိုပြီးအခြေခံဥပဒေများစွာပြောင်းလဲပြီးကျေလွန်ခဲ့ကြတယ် ခုဒီမှာဆိုတော့ပူပူတူမားတယ်ပြီးတော့မမြောက်လိုက်လို့ visit အတွက်ကောင်းစားဖို့အတွက်ကိုအခက်ဆက်ဆဲအဲ့လိုမျိုးဥပဒေတွေရှောက်ထုတ်ခဲ့တယ်ဆိုတဲ့ကြောင့်တွေပါပြောဆိုလာတာပဲဖြစ်ပါတယ်။အခုဆိုတော့မြောက်လိုက်တဲ့သူတို့အပေါင်းပါတွေကနေပြီးတော့မှရွေးကောက်ပွဲကျင်းပဖို့ရွေးနေတဲ့အချိန်မှာကျန်တဲ့ဒီဖက်ကစားနိုင်ငံရေးပါတီဝင်တွေကနေပြီးတော့မှနေရာတနေရာစာရရှိဖို့ဖိုင်ရပြီးတော့မှလှုပ်ဆောင်နေကြတာကိုလည်းကျွန်တော်တို့ပြီးတော့မှတွေ့ရှိတယ်ပဲဖြစ်ပါတယ်။ညင်ချေဆွေးနွေးမှုပွဲဆိုပြီးတော့မှအခုဆိုရင်သူတို့လှုပ်ဆောင်နေကြတဲ့ဒီဆွေးနွေးတုံ့တက်မှုပွဲစဉ်အားဆိုတော့ကျွန်တော်မိဘပြည်သူတွေကြားထဲမှာဆိုတော့ဒါကသူတို့အတွက်ပေါ့နော်ရွေးကောက်ပွဲမှာတိုင်ခင်မှာ ကျွန်တော်ပြည်သူတွေနဲ့တော်လန်ရေးပေါ်တွေကြားထဲမှာအချင်းချင်းသူဟက်တက်ရှုံမှုစတင်လို့ဆောင်လိုက်တာဖြစ်ပေါ်မှာဒီတော်လိုက်မှာဆိုတော့ကျွန်တော်တို့အနေနဲ့ဟုတ်စဉ်ဘသူကအဖြူမဲလဲဆိုတာကိုစတင်ပြီးတော့မှတတဲကိုကိုနဲ့မြင်ရတော့မှအချိန်ပဲဖြစ်ပါတယ်ဒီပုသူမစကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးစုနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့အမြင်လေးတွေကိုခြေပိတ်ခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးသိမြတ်ကနေပြီးတော့မှလောင်လုံးမြို့နယ်မှာစစ်ကောင်စီတပ်သားတအုပ်ကိုကျွန်တော်တို့ပြည်သူတအုပ်ကိုမရင်ကျင်းတဲ့ဖြစ်စဉ်အကြောင်းပြောဆိုထားတဲ့အရာလေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒဝက်ခိုင်လောင်းလုံမြို့နယ်ကညုံကျွန်းကျေးရွာကအသက်80အရွယ်ရှိအမျိုးသမီးတူကိုစစ်ကောင်စီတပ်သားတယောက်ကနှစ်ရက်စလိုက်မရင်ကျင်ခဲ့တယ်လို့ဂိုင်ကန်ရှင်နဲ့ကိုရိုင်းတွေ့ဆုံမေးမြန်းထားတဲ့ဒဝက်ခိုင် Rosie Women's Union ကဇွန်လ26ရက်နေ့ကထုတ်ပြန်ထားပါတယ်အသက်80အရွယ်အမျိုးသမီးဟာသူ့ရဲ့ယောက်ျားရှင်မှာပဲနှစ်ရက်စလိုက်၅ချိန်ကြိမ်တိုင်းမရင်ကျင်ခံခဲ့ရတာဖြစ်ပါတယ်အသက်80ဝန်းကျင်ရှိတဲ့သူ့ယောက်ျားကိုတနက်နဲ့ချိန်ပြီးတော့တက်ဖြတ်ဖို့ကြံရွယ်တဲ့အတွက်ကြောင့်မတက်ဖို့ ောက်မှန်ခဲ့ရတယ်လို့လည်းဆိုပါတယ်မရင်းကျင်တဲ့စစ်ကောင်စီတပ်သားရဲ့နာမည်ကဖိုးချေဖြစ်ပြီးတော့အသက်40ကျော်အရွယ်ရှိတယ်လို့ဆိုပါတယ်စစ်ကြောဝင်လာချိန်ရွာလုံးကျထွက်ပြေးကြပေမဲ့အကျူးလွန်ခံရတဲ့အမျိုးသမီးနဲ့သူ့ရဲ့အမျိုးသားဟာကျမကြီးမကောင်းတာအသက်အရွယ်ကြီးရနေတဲ့ကြောင့်ရွာတွေကသူတို့အိမ်မှာပဲကြံ့ရနေခဲ့ကြတာဖြစ်ပါတယ်ဒီကောင်တွေကတော့အဲ့လိုမျိုးပဲပါနော်ကျွန်တော်တို့ခုဆိုရင်တော့ကိုယ့်အမေရွယ်လောက်ရှိတဲ့အမျိုးသမီးကိုမရင်းကျင့်ပြီးတော့မှရေစစနဲ့သူ့ရဲ့ဒီအမျိုးသားရှိမှပဲပြုတ်မှုတော့တာပဲဖြစ်ပါတယ်မြောက်လိုင်းတို့မရင်းသက် စတန်ဒတ်အမီဂျာဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဆက်ရစမှုပုံများစွာကျွလွန်ထားတာမလို့နိုင်ငံတကာဖွဲ့စည်းတွေနဲ့လည်းဒါတွေကိုသိရှိပြီးတော့မှအမြန်ဆုံးအရေးယူလို့ဆောင်တင်နေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှစစ်ကောင်စီရဲ့ဒီလိုမျိုးရက်စက်ရုံမမိုးတွေကိုနေ့စဉ်နဲ့မြခါးကြညက်ပြီးတော့မှခံရတာမလို့ဒါတွေကိုကျွန်တော်တို့အနေနဲ့အမြန်ဆုံးချိန်မုံတိုက်ခိုက်ချင်တယ်ဆိုတော့ပြည်သူတို့ရဲ့လုံးအနေနဲ့စီးလုံးညွှန်ဆောင်တဲ့ခုကလေးကတော်လိုင်းမှာထဲထဲဝင်ပူပေါင်းပေါင်းရမယ့်အချိန်ပဲဖြစ်ပါတယ် ောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ကိုစီကနေပြီးတော့မှမျှော်လင့်တဲ့အုပ်စုကြဆုံးခရရောက်တော့မယ်ဆိုတဲ့အကြောင်းတွေကိုအချက်လက်ကြကြနဲ့ဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စပီဒီမှာကြည့်လိုက်ရအောင်နော်အခုဒီ2021အာနာတိတ်မှုတွေလုံးဝလုံးတင့်တဲ့အရာမဟုတ်တော့လုံးစီရလည်းမလုပ်ဘူးတိုင်းပြည်အာနာကသူတို့စစ်တပ်မှာအပြေးဝရှိနေတာချင်းတမတာယူယူပြီးတော့အာနာတိတ်နဲ့မင်းအောင်နိုင်ရဲ့လောက်ရက်ကိုအနောက်ကလိုက်ပေးနေတာအဲ့တော့အာနာမတိတ်လိုက်အာနာဘလို့ရှိမှာလဲအာနာဒီမိုကရေစီအစိုးရလို့တော့ပြောတာပြည်သူရွေးချယ်တင်ပြောင်းတဲ့အစိုးရမှာအာနာရှိတာမဟုတ်ဘူးနော်ကာကွယ်ရေးဝန်ကြီးပိုင်းပြည်ရဲ့အာဏာအရှိဆုံးဝင်ကြီးဌာနတုံးခုက သူတို့စစ်တပ်လောက်အဲ့ဒီစစ်တပ်ကိုအုပ်ချုပ်ထားတာကာကွယ်ဦးစီးချုပ်အဲ့တော့ကာကွယ်ဦးစီးချုပ်ချီမှာအာဏာတွေအပြည့်အဝရှိနေတဲ့တားနဲ့တိုင်းပြည်ရဲ့အာဏာအခုလိုမတရားထပ်ပြီးလောဘတက်ပြီးတိမ့်တာအဲ့တော့ဒီလိုလုပ်ရမျိုးဟာတခုလည်းရှိတယ်ကျွန်တော်တို့ဒီຫນွေဥတော်နိုင်ရေးခက်မြက်မြန်ပွဲပြတ်သွားရင်တော့ဆုံးရှုံးခဲ့ရတဲ့အတက်တွေပိဆက်ခဲ့ရတဲ့ခန္ဓာကိုယ်တွေအတွက်စိတ်မကောင်းစရာကောင်းပေမဲ့တိုင်းပြည်အတွက်ကတော့အာဏာရှင်စနစ်တိမ့်နေအမြင့်ပြောင်းအောင်ဖြစ်တယ်အကဲဒီຫນွေဥတော်နိုင်ရေးမပေါ်လို့အာဏာမတိမ့်တဲ့လို့ຫນွေဥတော်နိုင်ရေးမပေါ်ခဲ့ရင်ကျွန်တော်တို့ဒီလွတ်တော်တဲ့ကန့်ကန့်ကောင်ပြီးဒီနိုင်ငံရေးမှာဒီစစ်တပ်ကောင်မရှုပ်နေတာတော်တော်နဲ့ပြီးတော့မဟုတ်တောက်ချက်ပါနေမှာပဲ ။ဘာလဲတခုတော့ရှိတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီတော်လှန်ရေးကမနိုင်စရာအကြောင်းမရှိတော်လှန်ရေးဖြစ်နေပြီ။ဘယ်နေရာကိုစိတ်ပူရမလဲ။ကျွန်တော်စီရီယပုံစံမျိုးလက်နက်ကင်ဖွဲ့တွေများပြီးတော့စစ်တပ်ကလည်းအရှုံးမပေးတော်လှန်ရေးဘက်ကလည်းပွဲမသိမ့်နိုင်။အဲ့ဒီအနေထားနဲ့သွားလို့ရှိရင်ခံမှာအောက်ကတိုင်းစီပဲခံရမယ်။အဲ့ဒီအတွက်ခက်မြန်မြန်ပွဲပြတ်ဖို့လိုတယ်ပွဲပြတ်ဖို့ဆိုတာကတဦးတယောက်တစုတစ်ဖွဲ့နဲ့လုပ်နေကြလို့မဖြစ်ဘူး အားလုံးပါတဲ့အရှိန်အဟုန်မှာနိုင်တဲ့နေရာကပါဝင်ကြဖို့လိုအပ်တယ်အခုဆိုရင်ဒီမှာမွန်နေဆိုတဲ့မွန်ဖွဲ့စည်းတွေပါလာကြပြီမွန်လက်နက်ကန်ရဲ့ဖွဲ့တွေကတော်နိုင်ရေးမှာထက်ထဲဝင်တိုက်ပြီးတော့မွန်ပြည်နယ်မှာဒီစစ်ခွေးတွေကင်းစင်အောင်ကြိုးစားလာကြတာတွေ့ရတယ်အဲ့တော့ကျွန်တော်တိုင်းတိုင်းနဲ့ပြည်နယ်တနိုင်ငံလုံးနဲ့ကိုကြည့်မယ်ဆိုရင်ကျွန်တော်စစ်စင်ရဲကိုတက်တက်တတလုတ်ဖို့လိုအပ်တာဒီမြို့ကြီးတွေနဲ့တို့အရာဟိုဒီတိုင်းလောက်ပဲရှိတော့တယ်အခြားတိုင်းတွေဒေတာတွေပြည်နယ်တွေဆိုရင်ဒါအကုန်လုံးစစ်စင်ရဲနယ်မြေတွေမှာဆိုရင်ဒါတော်နိုင်အင်အားစုဘက်ကပိုင်တဲ့ဒေတာတွေအများကြီးဖြစ်နေပြီနောက်တစ်ခုရှိတာကဒီတော်နိုင်ရဲကလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်တွေတိုက်နေကြတာမဟုတ်ဘူး နော်ဒီပေါ်မှာလည်းဒီစစ်အာဏာယူတွေကမျိုးစုံလုပ်တယ်အာ NLD ပါတီကဒေါ်ဆန္ဒမင်းတို့လိုဟာမျိုးတွေအင်တာဗျူးတွေလုပ်ပြီးတော့မတိလို့ရှိရင် NLD ပါတီကပဲတော်နိုင်ရင်နဲ့မထောက်ခံသလိုဒေါ်အောင်ဆန်းစုတီကပဲတော်နိုင်ရင်ကိုမထောက်ခံသလိုတော်နိုင်ရင်ကအကျုံးမဝင်တဲ့ပုံစံမျိုးဖြစ်အောင်ဒါတို့ရဲ့တို့လည်းတို့ကြိုးစားပိုင်ခွင့်ရှိသလောက်ကြိုးစားတာပေါ့ဟုတ်တယ်မလားတွေးထိုးမယ်တက်ရှုံမယ်အဖွဲ့တွေကွဲအောင်လုပ်မယ်အင်အားစုတွေပြိုလဲအောင်လုပ်မယ်လူလူထောက်ခံမှုကြဆင်းအောင်လုပ်မယ်စသဖြင့်ဒါတွေကိုကြိုးစားနေကြတာဒါပေမဲ့တခုကောင်းတာကကျွန်တော်တို့ပြည်သူတွေဘက်ကအတိတ်တရားတွေကအရင်ကတော့မဟုတ်တော့ဘူးဘလောက်ပဲပြည်သူကနိုင်ငံရေးကိုစိတ်ဝင်မစားဘူးပြောပြော ်ပြီးသူအများစုကတော့တော်နိုင်မှာအင်အားခရစ်ရှိပါတယ် မှန်တယ်နော်ကိုစီပြောတော့တယ်အခုဆိုတော့မျော်လင့်တို့ face တက်ကနေပြီးတော့မှသူတို့ဆစ်ရှုံးနေတဲ့အချိန်မှာပဲအမေစုကိုပွမ်းပြပြီးတော့မှသူတို့မေစုနဲ့ NLD ကနေပြီးတော့မှအဒီတော်လိုင်းရမှာသူတို့အနေနဲ့ NUG နဲ့ CRPH ကိုမထောက်ခံဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောလင်ပြောဆိုပြောဆိုနေကြတာပဲဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့စစ်ကောင်စီအနေနဲ့ဖမ်းဆီးချုံနှောင်ထားတဲ့လူထုကောင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေပေါ်မှာစီးပွားလုံးလုံးမပေးတဲ့အတွက်ကြောင့်မလို့ပါနော်ကျွန်တော်တို့တစ်ဆုံရှုံးမှုတွေအားဆိုလည်းများပြနေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ချင်းမွှေးရှင်းလင်းချင်တယ်ဆိုတော့စစ်ကောင်စီကိုကျွန်တော်တို့ပြည်သူတရားလုံးအနေနဲ့ ဒီတော့လည်းမထက်တဲ့ဝင်ပူပေါင်းပေါင်းပြီးတော့မှတိုက်ခိုက်ရတော့မဲ့ချိန်ပဲဖြစ်ပါတယ်။ကိုနဲ့မဆိုင်သလိုမနေတော့ဘဲနဲ့ကျွန်တော်ရဲ့အနေနဲ့စစ်ကောင်စီနဲ့မြောက်လာရဲ့ဖစ်စစ်တပ်ကိုကျွန်တော်တို့အများဆုံးရှင်းမချင်းလင်းဖို့လွှဲနေတာဖြစ်ပြီးတော့မှပြည်သူအားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေအရဆိုတော့မကြခင်မှာတေချာပေါက်ရရှိလာတော့မယ်ဆိုတဲ့ကြောင့်ပြောရရင်လည်းကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့ပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေပေါ်ပြည်သူများလုံးထူးခြေဆိုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမချင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့နေ့တလေးပိုင်းဆင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။